ီအေဒီသာသနာတက္ကသိုလ်မန္တလေးဗမောကကျုပ်ဆရာတော်ဒေါက်တာဗဒန္ဒကေတရအဲ့ကမဟာပန္ဒိတဆရာတော်ရှင်သူမြတ်ကြီးဖေဟာယနေ့လူရမ်းမှုအစူးစူးတို့အတွက်အနုမောဒနာနဲ့ရေစတော်တရားချီးမြှင့်ပေးတော်မူနိုင်ပါရဲ့ယူသည်စွာလျောက်ထားအပ်ပါသည်ဖေဟာစိတ်နဲ့မြ၊မိသားစုအနေနဲ့ဒီသာသနာတက္ကသိုလ်ဆွန်ဆက်ကလာတာဟာ တက္ကသိုလ်တက်တန်းနဲ့အမြစဖွင့်ကလေးကဒီကနေ့အထိပေါ့နော်မပြည့်ဖဲနဲ့လူတန်းလာခဲ့တဲ့ဆွန်ကုသိုလ်တွေဖြစ်တယ်ရခုလည်းပဲများစွာလှူခဲ့တယ်အဲ့ဒီလိုများစွာလှူခဲ့တဲ့အပြင်ဒီတက္ကသိုလ်မှာဆွန်ကတိုင်ကတိုင်လည်းပဲဓမ္မကြီးအမှုပြုပြီးတော့မင်းတို့မိသားစုကိုဆွန်ဒါနာကတရားတွေလည်းငါအများကြီးဟောခဲ့ပြီးပြီ ဝါစုသင်္ကန်းနဲ့ပတ်သက်လို့လည်းပဲဟောခဲ့ပြီးပြီမွေးနေ့နဲ့ပတ်သက်ပြီးတော့လည်းပဲမွေးနေ့တရားဆိုပြီးတော့ဟောခဲ့ပြီးပြီနော်အချိန်မောအများကြီးရှိပြီမင်းတို့ဘက်ကမမမရင်လည်းငါဘက်ကတော့မမရင်နော်ငါဘက်ကတော့မမရင်အဲ့ဒီတော့တရားလည်းမထအောင်ပေါ့ကွာနော်မင်းတို့လည်းပဲဓမ္မဘုံသုတ္တဖြစ်အောင်မင်းတို့ရဲ့ဆိုင်ဓမ္မကြီးရဲ့စိတ်နှမြမေတော်ကြီးရဲ့ အဲ့ဒီဂုံဘုံလို့ခေါ်ရမှာပေါ့စိတ်နဲ့မြဆိုတဲ့စကားလုံးတွေကစိတ်ဆိုတဲ့အကြောင်းလေးကိုဘုရားဟောပေးမယ်နော်ဒီစိတ်ဟာမင်းတို့ငါတို့ထင်တာနဲ့အခုတရားနာကြည့်လိုက်ရင်သိပါလိမ့်မယ်နော်ဟောစိတ်ဆိုတာဒါကိုခေါ်တာပါလားဆိုတာနော်မင်းတို့ကတော့သိနေတာပေါ့ကောနော်စိတ်ဆိုရင်တော့နော်လောဝက်လက်စားသိတာနော်လောဝက်လက်စားစိတ်သိတာပေါ့နော် အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီစိန်ကိုငါဘာနေသွားပြီးတော့စဉ်းစားမိတာတော့ဆိုရင်ဖိုးစိန်ကြီးရဲ့တချင်းကနေသွားပြီးတော့စဉ်းစားမိတာနော်မင်းတို့လည်းကြားဖို့မှာပါဖိုးစိန်ကြီးဆိုတဲ့တချင်းရှိတယ်ဝစီရာဝုဒ္ဒတချင်းနာမည်ကနော်အဲ့ဒီတချင်းရဲ့အဆုံးတမှာသူကမင်းသမီးတွေနဲ့အပြိုင်အဆုံးဘယ်လိုလေးတတ်ထားတယ်ဆိုတော့ အရဟတ္တဖို့စိန်ဆိုပြီးတော့အဆုံးသတ်တာတန်တာတော့ငါကစဉ်းစားကြည့်တာပေါ့ဟာဖို့စိန်ကြီးကတော့တော်တော်ချလိုက်တာပဲလို့သူ့စိန်ကဒီပြည့်စိန်မဟုတ်ဘူးတဲ့အရဟတ္တဖို့စိန်နော်ဟာအရဟတ္တဖို့နဲ့စိန်နဲ့ဆိုတာလည်းဇမင်းသားကဆိုတာဆိုတော့ဩော်ဒါသူ့ကိုယ်သူအတော်ကိုချီးမြှောက်ပြီးတော့အရဟတ္တဖို့လို့သူဆိုလိုက်တာပဲလို့အဲ့ဒါလို့စဉ်းစားမိတယ် အဲ့ကြံတော့ဒီအရာတဖို့နဲ့စိန်နဲ့ကဘလူဆက်စာရှိတယ်ဆိုပြီးတော့စိန်အကြောင်းကစဉ်းစားကြည့်တာနော်စဉ်းစားကြည့်တော့အဲ့ဒီကနေပြီးတော့ဘယ်ရောက်သွားတုံးဆိုတော့ရှင်မဟာရထသာရနဲ့ရှင်သီမဟာသီလဝန်သားတို့ရဲ့ကိုယ်ရည်သွေးပြောတဲ့စကားကိုသွားပြီးတော့သတိရအဲ့ဒီမှာလည်းပဲစိန်ပါလာနော်အဲ့ဒီကိုယ်ရည်သွေးပြောတာမှလည်းနော် အဲ့ဒါလည်းမင်းတို့ဟိုမြန်မာစာတက်ဖို့တက်သူတွေသိပါတယ်ဗောနော်တက်ကသူတက်ဖို့ရင်သိမှာပါပြန်ဝခေဗောနော်ဘယင်မင်းကောင်လက်ထက်မှာရှင်မာသီလဝန်သားဆိုတာက တောင်တွင်းကြီးကတောင်တွင်းကြီးကနေအင်းဝါကိုတက်လာတဲ့သူကလည်းစာတပိဒပညာတတ်ပေါ့သူကတော့ဟိုကတောင်တွင်းကနေတက်လာတဲ့ကိုယ်တော့ဗောနော်အင်းဝါမှာက ရှင်မာထရတ္တာကသူကမြို့ကံပေါ့နော်မြို့ကံပေါ့ မြို့ကဆိုတော့ရှင်မာရတသာရရဲ့အကြောင်းလေးကိုသိမှာရှင်မာရတသာရကသူကမင်းမျိုးမင်းနွယ်မင်းမူရံပေါ့နော်အမျိုးနွယ်တော့မဟုတ်ဘူးမင်းမူရံမျိုးနွယ်ကတင်ကန်းဝက်လာတဲ့သူကလေးဘဝတည်းကနန်းနွယ်ထဲမှာကြီးပြင်းခဲ့တဲ့လူနန်းနွယ်နဲ့ရင်နေတယ်ပေါ့နော်ရှင်မာရတသာရကနန်းနဲ့နန်းတွင်းနဲ့ရင်နေပြီးတော့မှ တင်ကန်းဝက်လာပြီးတော့မှစာရပေဒနာမကြီးပုဂ္ဂိုလ်ဖြစ်လာသူတို့နှစ်ဦးအဲ့ဒီမှာအင်းဝါမှာသွားတွေ့တဲ့အခါကျတော့ နန်းတွဲမှာပဲအင်းဝါဘရင်အမှုပြုတဲ့နန်းတွင်းသူနန်းတင်းသားတွေမူကြီးမတ်ရတွေအကုန်လုံးစုံကြည်တဲ့အချိန်မှာအရှင်နှစ်ပါးကိုကိုရည်သွေးစကားမင်ကြားတော်မူပါဆိုပြီးတော့ရှောက်တယ်ရှောက်တဲ့အခါမှာရှင်မထရသာရကအရင်ကိုရည်သွေးစကားဆိုရတာပေါ့ဒါသူဆိုလိုက်တာမျိုးလို့သိပါတယ်ဟိုကြောင်းဖတ်စာအုပ်မှာပါပါတယ်နော်တောင်းကိုမဖောက်တောင်းကိုဖောက်စူးစောက်ပမာရထသာ နော်ဒီစကားလေးရှင်မာရဒသာဆိုလိုက်တာတောင်ကိုမဖောက်တောင်ကိုဖောက်မိစူးစော့ပမာရထသာအဲ့တော့ရှင်မာရဒသာဆိုပြီးတဲ့အခါကျတော့ရှင်မဟာသီလဝန်သဆိုရမယ်အလှရောက်လာရှင်မာသီလဝန်သကအဲ့ဒီသူ့ရှိကရှင်မာရဒသာ ဆိုတဲ့စကားလေးကိုပင်သူကပြောင်းမြန်ယူလိုက်တာယူပြီးတော့ဘလို့ဆိုလိုက်တော့ဆိုတော့တောင်းကိုမဖောက်တောင်းကိုဖောက်မည် စင်ကြောက်အပ်တွင်သီလဝင်ဆိုပြီးတော့ဆိုချတယ်။ဟိုကတောင်းကိုနော်ဟိုကတောင်းကိုမဖောက်ဘူးတဲ့တောင်းကိုဖောက်မှာတရားမဟုတ်ဘူးတောင်းကိုမဖောက်ဘူးတဲ့တောင်းကိုဖောက်မယ်စင်ကြောက်အပ်တွင်သီလဝင်သူကစင်ကြောက်နဲ့တူတယ်နော်စင်ကြောက်နဲ့တူတယ်သီလဝင်ဆိုဒီလိုဆိုလိုက်တာအဲ့ဒီလိုအရှင်နှစ်ပါးဆိုတဲ့ကိုကြီးသေးစကားကိုမင်းနဲ့တကွာအဲ့ဒီနိုင်ရင်မြန်မာရှိကြတဲ့ငွေမရရရောနာနေသူနာနေသားတွေအကုန်လုံးက ီရှင်နှပန်းဆိုတဲ့ထဲမှာရှင်မာတိလဝန္သဆိုတဲ့အဆိုကကောင်းတယ်လို့အဲ့လိုယူဆကြနော်အဲ့ဒါအရာမင်းတို့အဓိပ္ပာယ်မင်းတို့သိမှာမဟုတ်သေးပါဘူးနော်ငါတို့ငါတို့တော့သာမသိပါဘူးဘာအဓိပ္ပာယ်နဲ့ဆိုတာလဲရှင်မာတရပါရရဲ့ဆိုတဲ့စကားလေးကို ကြည့်လိုက်တောင်းကိုမဖောက်ဘူးတဲ့သူကတောင်းကိုဖောက်မှာတဲ့နော်တောင်းဆိုတာဘာကိုပြောတာတော့ဆိုတော့ ဘဂတိကြောက်တောင်သူတော်ထဲမှာရှိတဲ့တောင်တွေကိုသူဆိုလိုတာအဲ့ဒီတောင်ကိုမဖောက်ဘူးဆိုတာဘာကိုပြောတာတုန်းဆိုတော့ तू ကမင်းမျိုးမင်းຫນွယ်မင်းမှုတန်းရဲ့အຫນွယ်ကနေပြီးတော့မှဆင်းသက်လာတဲ့သူ ဖြစ်တဲ့အတွေ့သူ့အဖေအမေတွေဘိုးတွေဘွားတွေကလည်းမင်းမှုတန်းနေဖြစ်တာကိုမင်းမှုတန်းနေဖြစ်လို့ရှိရင်မင်းစေခိုင်းတဲ့အလုပ်ကိုလုပ်ရတာဒါမင်းမှုတန်းက မင်းစေခိုင်းတဲ့အလုတ်ကိုလောရတာဆိုလို့ရှိရင်မင်းတွေကအဲ့ဒီတုန်းကဘာတွေကိုစေခိုင်းတာတုံဆိုတော့မင်းရဲ့သဘာဝကနယ်မြေကိုချက်ထွန်းတာဒါမင်းတွေကဩဇာအာဏာကြီးမအောင်လေနယ်မြေတွေကိုချက်ထွန်းတာနယ်မြေတွေကိုချက်ထွန်းတဲ့အတွက်သူ့လက်အောက်ကအမှုတန်းတွေကိုနယ်မြေချက်ထွန်းဖို့တောတွေတောင်တွေတဲကိုစစ်တပ်နဲ့ချီးပြီးတော့နယ်မြေဆုပ်အုပ်ဆိုးရေးအတွက်အလုပ်လုပ်ရတာကိုအဲ့ဒီလိုလုပ်ရတဲ့အခါမှာတောတွေတောင်တွေကိုသွားလာရတာလေ ဟိုတတော်ကြောင့်ဟုတ်လားတတော်ဝန်ထက်တကုံးတရွေဆိုတဲ့သရှင်မျိုးတွေလေဒါ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 ဟိုနတ်ရှင်တော်ရဲ့ပြို့တဲ့အသာလေတောင်ကျော်နဲ့တတော်စင်းရေဆိုတာလေအဲ့ဒီတောတွေတောင်တွေသွားရတာအဲ့ဒီတောတွေတောင်တွေသွားရတဲ့မိမှုတာအလောက်ကနေပြီးတော့တဲ့မလုဖဲနဲ့အဲ့ဒါကိုတောင်ကိုမဖောက်ဘူးလို့ပြောတာနော်သူကတောင်ကိုပဲဖောက်တော့မယ်တဲ့ရှင်မာရတ္တတာတောင်ဆိုတာပိဋကကိုပြောတာနော် ်ပိတကဆိုတဲ့ပါဠိစကားလုံးကတောင်းကိုဟောတာနေလို့ပစ္စည်းထဲတဲ့တောင်းကိုဟောတာဟိုးအဲ့တော့ရှင်မရတ္တရကတောင်းကိုမဖောက်တော့ဘူးတဲ့တောင်းကိုပဲဖောက်မယ်ဆိုတာဟာမင်းမူရာအလုတ်ကိုမလုတ်တော့ဘဲနဲ့ပိတကနဲ့ပဲသူပျော်မွေ့တော့မယ်ဆိုတဲ့သဘောယဟန်ဘဝနဲ့ပဲပျော်မွေ့ပြီးတော့နေတော့မှာအဲ့ဒီလိုပျော်မွေ့တဲ့နေရာမှာလည်းပဲဘလို့ပျော်မွေ့မှာတော့ဆိုတော့စူးစောက်ပါမှာတဲ့သူကသူစူးနဲ့စောက်နဲ့ဥပမာနှိုင်းလိုက်တာ စူးစောက်ဆိုတာကမင်းတို့အခုမြန်မာမှုဟိုဗဘုပညာရှင်တွေခိုင်တဲ့စူးစောက်ကိုပြောတာစူးသေးသေးလေးတွေစောက်သေးသေးလေးတွေအသွာထက်ထက်လေးတွေလောက်ရတာလေအဲ့ဒါလေးတွေနဲ့မှနူးနူးရွာရွာပန်းကက်ကလေးတွေက ပုံဖော်လို့ရတာရုပ်ထုလေးတွေကလည်းပဲလှလှပပထုလို့စစ်လို့ရတာအဲ့ဒီလိုနူးနူးရွာရွာပန်းကက်ကလေးတွေပုံဖော်လို့ရတဲ့ရုပ်ထုလေးတွေလှလှပပထုလို့ရတဲ့စူးစောက်ကဲ့သို့ မိဒကကိုသူလေးလာတဲ့နေရာမှာမိဒကကိုစီးပူးတဲ့နေရာမှာလည်းပဲအဲ့ဒီမိဒကထဲကစာတွေကိုနူးနူးရွာရွာလှလှပပလူအများနှစ်သက်ပြီးတော့ဖတ်ရှင်စိတ်ပေါ်လာအောင်သူရေးသားမှာပြုစုပြီးတော့အဲ့ဒီစာပေနဲ့ပဲသူ့ဘဝကိုအဆုံးသတ်ပြီးတော့ငွေလျော်ပြီးနေမယ်အဲ့ဒီအဓိပ္ပာယ်ကိုပြောတာဒါပေမဲ့လို့ငါဒီအဓိပ္ပာယ်ကိုရှင်းတာညမသားဆရာတွေရှင်းကြတာငါမတွေ့ရဘူးနော်ဒီအဓိပ္ပာယ်ကတော်တော်ခက်တဲ့အဓိပ္ပာယ်သူပြောတာနော်အဲ့ဒါကိုပြောတာ သူ့ရဲ့အကြောင်းနော်သူကအဲ့ဒီလိုဗိဒကစာပေနဲ့မွေလျော်ပြောပိုက်ပြီးတော့ယဟန်ဘဝနဲ့သူနေတော့မှာတဲ့ရှင်မာဒသာရကိုယူသွေးတာနော်အဲ့ဒါကိုရှင်မာတိလဝင်သားကနောက်ကနေဘယ်လိုပြောင်းလိုက်လဲဆိုတော့တောင်းကိုမဖောက်တောင်းကိုဖောက်မိစိန်ကြောက်အသွင်တိလဝင်တဲ့သူကတော့တဲ့ရှင်မာဒသာရလူတောင်းမဖောက်တော့ဘူးတဲ့တောင်းကိုပဲဖောက်တော့မယ်တဲ့နော်တောင်းကိုဖောက်တော့မယ် ဲ့တော့တောင်ကိုဖောက်ဖို့ဆိုရင်စိန်မဖောက်လို့ရတယ်ဒီပြင်ဟာဖောက်လို့မရဘူးဒါကြောင့်မို့လို့စိန်ကြောက်အသွင်နော်စိန်ကြောက်စိန်ကြောက်ကတောင်ဆိုတာကကြောက်တေစုစားကိုတောင်ခေါ်တာပေါ့ကွာစိန်ကြောက်ကဒီပြင်ကြောက်တွေအကုန်လုံးကိုဖောက်လို့ရတယ်ဒီပြင်ကြောက်တွေကစိန်ကိုဖောက်လို့မရအဲ့ဒါကြောင့်မို့လို့သူ့ကိုသူကစိန်နဲ့တူတယ်သူကအဲ့လိုလေးဆိုလိုက်တာအဲ့ဒီရှင်မသီလဝန်သားရဲ့ကိုရီသေးစကားကိုနန်းနှဲသူနန်းနှဲသားတွေကကောင်းတယ်သားတယ်လို့ဘာလို့ပြောတာတော့ဆိုတော့ ပိဋကစာပေတက်တက်နဲ့စာနဲ့အချိန်မကုန်ဘူးเนาะတောင်ကိုသူဖောက်မယ်ဆိုတဲ့တောင်ဟာတခြားမဟုတ်ဘူးကိလေသာတရားကိုတောင်လို့ခေါ်တယ်เนาะကဏလို့ခေါ်တာပေါ့ဟိုကမ္မထဆရာတွေပြောတယ်လို့ကဏကြီးတယ်ကဏကြီးတယ်ဆိုတာလေခန္ဓာကိုယ်ကြီးကိုလည်းပဲကဏလို့ခေါ်တယ်အတုံးအခဲကြီးလေအဲ့ဒီအတုံးခဲကြီးဖြစ်တဲ့ကိလေသာအတုံးခဲကြီးနဲ့ခန္ဓာကိုယ်အတုံးခဲကြီးကို ခြေဖို့ဖျက်ဖို့ဆိုလို့ရှိရင်စိတ်ထဲမှာဖြေလို့ခြေလို့ဖျက်လို့ရမယ်အဲ့ဒီစိတ်ဆိုတာကဘာကိုတုံးဆိုတော့ခုနကဘိုးစိန်ကြီးဆိုတဲ့အရတမေအရတဖို့ကို ပြောတာเนาะအဲ့ဒီကမှပေါ်လာတာเนาะအရတမေအရတဖို့ညာနဲ့မှကိလေသာအတုံးခဲက ဖောက်လို့ရမှာခန္ဓာကိုယ်ကြီးရဲ့ဖြစ်ပျက်ကိုမြင်အောင် ရှုဖို့ဆိုရင်လေအရတမေအရတဖို့ညာနဲ့မှရှုလို့ရမှာအဲ့ဒါကြောင့်ရှင်မသီလဝင်သားက ဗိဒကစာပေနဲ့တင်ဘဝကိုသူအဆုံးမသတ်ဘူးတဲ့ရတမရတဖုံညာနဲ့ခန္ဓာကိုယ်ကိလေသာအတုံးခဲကြီးကိုဖောက်မှာတဲ့အဲ့ဒီဖောက်မဲ့စိန်ကြောက်အသွင်သီလဝင်ဆိုပြီးဆိုလိုက်တာအဲ့ဒီကြမှာဟောဒိဗေဒီလိုနဲ့တာကိုလို့အားဒီလိုသိတာအားဒီလိုသိတော့မှဟောဒါစိန်ဆိုတဲ့စကားရတမအရတဖုံကိုစားပြူတာပဲเนาะပညာရှင်တွေဆိုတာเนาะအဲ့ဒီဟာနေသူကစဉ်းစားမိတာ အဲ့ဒီစဉ်းစားပြီးတော့မှခေါင်းသားကဖိုးစင်ကြီးသချင်းကိုတွားပြီးတော့တတိယတော့ဩဒါဖိုးစင်ကြီးကမလွန်ဘူးလို့တချို့သူ့ကိုသူရတ်တဖိုးစင်ဆိုတာသူရတ်တမရတ်တဖိုးရအောင်သူကြိုးစားသွားမှလို့သူကပြောတာဗျဖိုးစင်ကြီးကလည်းနော်ဖိုးစင်ကြီးလည်းအဲ့ဒီအဲ့ဒါကိုကြည့်ရတာထင်တာပါပဲရှင်မသီလဝန်သားရဲ့အဆိုကြည့်ရတာလည်းဖြစ်နိုင်တယ်နော်အဲ့ဒီမှာဘာလေးသွားပြီးတော့တွေ့မိတော့ဆိုတော့အဲ့ဒီဖိုးစင်ကြီးရဲ့ဝဇိရာဝုဒ္ဒစိန်မှာဝဇိရာဝုဒ္ဒဆိုတာ ဝဇီရာဝုရဆိုတာကစိန်လက်နဲ့မိုးကြိုးလက်နဲ့လို့လည်းဘာသာပြန်တယ်။တရားမင်းရဲ့လက်နဲ့တဲ့။တရားမင်းကင်တဲ့လက်နဲ့ကအခုမိုးကြိုးမိုးရွာတဲ့ကပြည့်တဲ့မိုးကြိုးဟာဒါတရားမင်းရဲ့လက်နဲ့ပေါ့။အဲ့ဒီမှာကမိုးကြိုးမှာကစိန်သွားပါတယ်။ဘယ်အရာမဆိုသူကဖောက်နိုင်တယ်။ဒါကြောင့်မို့လို့စိန်ဟာတရားမင်းရဲ့လက်နဲ့မိုးကြိုးသွားနေလေတူတယ်တဲ့။တူးပြီးတော့အဲ့ဒီမှာဘာလေးသွားတွေ့တုံဆိုတော့ စိန်ဆိုတာကတဲ့တရားမင်းရဲ့တတွေးကနေပြီးတော့မှ ဖြစ်တာလို့ရှေးကကြည်အနေမှာဆိုတယ်တတွေးကနေပြီးတော့မှတရားမင်းရဲ့တတွေးကနေမှစိန်ဆိုတာဖြစ်လာတာဆိုတဲ့စကားလေးကိုသွားကြည့်လိုက်တော့မှဒီကနေ့ဓာတုဝေဒပညာရှင်တွေရဲ့စိန်ဖြစ်ပေါ်ပုံနဲ့သွားကြည့်လိုက်တော့လည်းပဲဟုတ်တုတ်တုတ်ပဲသူတို့ကြံလာနော်သူကကဘာမြေကြီးရဲ့အတွင်းပိုင်းထဲမှာချော်ရီဘူးတွေရှိတယ် အဲ့ဒီချောရီဘူးတွေကိုအပေါ်ကနေကပါဖိအားနဲ့ဖိပြီးတော့ညှက်လိုက်တဲ့အခါကျတော့အဲ့ဒီချောချောရီဘူးတွေကနေပြီးတော့ခဲပြီးတော့သူကာဗွန်အတုံးခဲဖြစ်သွားတယ်အဲ့ဒီကာဗွန်အတုံးခဲကနေပြီးတော့နှင်ပေါင်းများစွာကြာတဲ့အခါကျတော့ပထမတော့ကတော့အမဲခဲပေါ့အမဲကနေပြီးတော့တဖြည်းဖြည်းချင်းနဲ့ဖြူးပြီးတော့မှသူကစိန်ဖြစ်လာတယ်လို့ဒါဓာတုဗေဒပညာရှင်တွေကပြောတာပေါ့အဲ့တော့သူပြောချင်တာချောရီဘူးကနေပြီးတော့မှ စိန်ဖြစ်တယ်ဆိုရင်ခုနကတရားမင်းရဲ့သတို့ကနေပြီးတော့မှစိန်ဖြစ်တယ်ဆိုတာနဲ့ဟောချောကြီးဘူးကိုတရားမင်းရဲ့သတို့လို့သူတို့ယူလိုက်တာနော်ချောကြီးကဘာမြကြီးရဲ့အတွင်းထဲမှာချောကြီးဘူးတွေရှိတယ်အဲ့ဒါကိုတရားမင်းရဲ့သတို့ယူလာအဲ့ဒီသတို့ကနေမှစိန်ဖြစ်တယ်တဲ့အဲ့ဒီစိန်ဖြစ်လာပြီးတော့မှအဲ့ဒီစိန်ကနေပြီးတော့မှတရားမင်းကနေပြီးတော့စိန်ထက်တယ်ဆိုပြီးတော့သူ့လက်နဲ့လှုပ်လိုက်တာနဲ့တရားမင်းရဲ့လက်နဲ့ဖြစ်သွားတာပါတဲ့ဒါပေမဲ့လို့ဘုဆိုင်ကြီးကဘာလို့ပြောသွားတယ်ဆိုတော့ အဲ့ဒီဟာတွေမဟုတ်ပါဘူးတဲ့သူကတရားဓမ္မအားထုတ်ပြီးလို့ရှိရင်သောတာပန်တဂရကအနာကအစင်းစက်တက်ပြီးတော့နောက်ဆုံးမှာအရဟတဖို့မှာအဆုံးသတ်မှာဖြစ်ပါတယ်တဲ့ဒါကြောင့်ဒီဖိုးစင်ကြီးကသူ့စင်ကဒီပြည့်စင်ရိုးရိုးစင်မဟုတ်ပါဘူးအရဟတဖို့စင်ပါတဲ့တော့အဲ့လိုအဲ့လိုပြောတာလားအဲ့ဒါနဲ့ဒါကောငါကသူတို့တချင်းရေးတဲ့ဆရာကြီးရဲ့ရေးတာကောငါအသိပြီးတော့မယုံလို့တိပိဒကပါဠိမြာမှာအဘိဓမ္မာကြီးလှမ်းပြီးတော့ ဒီဝဇိရလို့ခေါ်တာပါဠိလိုစင်ဟောတဲ့ပုဂ္ဂိုလ်အဲ့ဒီဝဇိရပုဂ္ဂိုလ်ဟောနိုင်သလားလို့ကြည့်လိုက်တဲ့အခါကျဟောတယ်ဗျာဝဇိရသရာကတဲ့အရတ္တမရတ္တပုခေါ်တာတဲ့နော်အရတ္တမရတ္တပုခေါ်တာပါဠိမှာကျတော့ဝဇိရညာနာလို့ခေါ်တယ်တဲ့ဝဇိရညာစိတ်နဲ့တူတဲ့ညာသူကမဖောက်နိုင်တာမရှိတော့အကုန်လုံးကိုဖောက်နိုင်တယ်နော်အရတ္တမရတ္တပုကဘယ်ကိလေမှာပါကုန်မစို့ဖောက်နိုင်တယ်ဘလောက်ထုထဲတဲ့ကိလေသာဖြစ်ဖြစ်ဖောက်နိုင်တယ် ဘယ်လောက်ထူတဲ့တဲ့မောဟအမှောင်ကြီးကိုဖြစ်ဖြစ်သူကဖောက်နိုင်တယ်ဒါကြောင့်ဝစီရညာနာလို့ခေါ်တာတဲ့ဒါကြောင့်မလို့မင်းတို့လည်းပဲစိတ်နဲ့နာမည်မဲ့ထားတဲ့ဟုတ်လားစိတ်နဲ့မြမိသားစုဖြစ်တဲ့အတွေ့ဩစိတ်ဆိုတာရတ္တမရတ္တဖို့ခေါ်တာငါတို့လည်းပဲမိသားစုတွေလိုက် ကုသိုလ်ကောင်းမှုတွေပြုနေတာပဲငါတို့ပြုတဲ့ကောင်းမှုကုသိုလ်တွေအားလည်းပဲဟုတ်လားဖိုးစိန်ကြီးလို့အောက်ခြေနဲ့မရဘူးအထက်ဆုံးဖြစ်တဲ့အရတ္တမအရတ္တဖို့တိရောငါတို့လည်းပဲတက်မှာ အဲ့ဒီရတမရတဖို့ကိုရည်စူးပြီးတော့ဒီကောင်းမှုကုသိုလ်တွေပြုတာလို့နှလုံးသွင်းပြီးတော့ရည်သက်ချရမယ်เนาะကဲလို့ရည်စက်ွက်ကိုင်းပြီးတော့လိုက်ဆို